အင်ချမ်းမြေကဘာကြောင့်ရင်းနှီးမြုပ်နှံတင်တာလဲဆိုတာလေးကိုဒီဗီဒီယိုလေးမှာ sharing လုပ်ချင်ပါတယ်။အင်ချမ်းမြေရင်းနှီးမြုပ်နှံတာကအာကျမတို့ဟောပါပေါ့လူတော်တော်များများသိကြတယ်ပေါ့နော်။အင်ချမ်းမြေရင်းနှီးမြုပ်နှံတာကအကျိုးရှိတယ်ဆိုတာကိုလူတော်တော်များများသိကြတယ်။ဟာရင်းနှီးမြုပ်နှံမှုလို့စဉ်းစားလိုက်ရင်အင်ချမ်းမြေကအရင်ဆုံးခေါင်းထဲရောက်တဲ့အကြောင်းအရာဖြစ်တယ်။ အဲဆိုတော့အာငွေပိုလာရင်အိမ်ချမ်းမြေဝယ်ထားတဲ့နယ်ပေါ့နော်။အာနောက်ဒီငွေပိုလာရင်ရွှေဝယ်ထားတဲ့နယ်ငွေပိုလာရင်အိမ်ချမ်းမြေဝယ်ထားတဲ့နယ်။အဲဆိုတော့ဘာလို့အိမ်ချမ်းမြေဝယ်တဲ့နာလဲပေါ့နော်။အိမ်ချမ်းမြေဝယ်တာရဲ့အာသာချက်တွေကဘာလေးတွေရှိလဲဆိုတော့သူကအာသူကဟိုပါပေါ့ခိုင်မာတဲ့ယင်းနည်းမြုံနံမှုပေါ့နော်။ခိုင်မာတဲ့ရေရှည်တည်မြဲတဲ့ယင်းနည်းမြုံနံမှုဖြစ်တယ်။နောက်ပြီးတော့ ဈေးနှုန်းတက်တာเนาะဈေးနှုန်းတက်နိုင်ခြေများတယ်အဲနောက် ပြီးတော့ကျတော့သူ့ရဲ့အဓိကအင်တာဗျူဝယ်တဲ့အဓိကအကြောင်းရင်းကဝေရဲ့ value ရော့လာခြင်းကိုကာကွယ်ဖို့ဝယ်ကြတာဝေရဲ့ value ရော့လာခြင်းကဝေရဲ့ value ရော့တာကဘယ်လိုပုံစံမျိုးနဲ့ပိုသိတာလဲဆိုတော့ဟလာကျမတို့ငငယ်တုန်းကဝင်းငါတပွဲကိုဟလာကျမတို့အာငါမှုတစ်ချက်ပေါ့နော်အခုမောင်ကြီးကအလွတ်တပွဲကိုတထောင်ပေါ့ ါဒီငွေရဲ့တန်နော်ငွေရဲ့ value ကျလာခြင်းကိုဟိုမြင်သာစေတဲ့နော်လွယ်လွယ်ကူကူဥပမာတစ်ခုပဲအဲမြေဝဲတာကလည်းအဲ့လိုပဲဒါကိုကနေရာတစ်ခုကိုနေရာဒီနေရာပဲနော်ကျမတို့ခုနှစ်တစ်ခုမှကြတော့ဒီနေရာလေးကထားပါတော့တရာပဲရှိမယ်။နောက်ခုနှစ်တစ်ခုပြောင်းလာတဲ့အခါမှာဒီနေရာတစ်ခုကို400ဒေါ်လောက်ပေးမှရတယ်။နော်အဲ့ဒါကြောင့်မို့လို့အင်ချမ်းမြေတွေကိုသူက ဝေရဲ့တန်ကြီးကြလာတာကိုကာကွယ်ဖို့အတွက်ဝေရတာအဓိကအကြောင်းရင်းအဲ့ဒါပဲအခုကျွန်မရောင်းပေးနေတဲ့ကွင်းပြင်တွေကမြေတွေဆိုရင်လူနေလို့မရသေးဘူးလမ်းလည်းမရှိသေးဘူးမီးလည်းမရသေးဘူးဒါပေမဲ့ဘာလို့ဝေတင်တာလဲဝေရဲ့ value ကြတာကိုကာကွယ်ဖို့အတွက်ဝေရတာဖြစ်တယ်။နောက်အင်ချမ်ပီရဲ့နောက်ထပ်အသားချက်တစ်ခုကတော့သတ္တမိတွေကိုအမွေပေးလို့ရတယ်နော်အမွေဆက်ခံလို့ပေးလို့ရတယ်အဲဒါမဲ့အင်ချမ်ပီတိုင်းမှာ အတားကျက်ကြီးပဲရှိလာမှာပေါ့ကွာအနေကျက်လည်းရှိတယ်နောက်နောက်ပြီးတော့ဒီအင်ချမ်းကြီးရင်းနှီးမြုပ်နှံတာကိုဟာသူများဝယ်လို့မြတ်သွားပြီသူများအင်ချမ်းကြီးနဲ့ချမ်းသာတဲ့ငါလဲငါလဲလိုက်လုံအောင်မှာဆိုတာမျိုးနဲ့မလုပ်စေချင်ဘူးနော်လုပ်ငန်းတိုင်းလုပ်ငန်းတိုင်းမှာအကျိုးမြတ်ကြီးရင် risk ကြီးတယ်နော်လောဘဲလုပ်ငန်းမဆို risk ဆိုတာရှိတယ်နော်အားနေချက်ဆိုတာရှိတယ်နော်ကိုကလုပ်ငန်းကိုတခြားနားလဲအောင်လုပ်ပြီးမှနော်ဝယ်သင့်တယ်သူများ ဟလာသူများရောင်လို့ရောင်လိုက်တယ်အမောင်းတောင်မှန်းမြောင်မှန်းမသိသေးအဲ့လိုမျိုးစိတ်နဲ့အိမ်ချမ်းမြေကိုမလုံနဲ့နော်နည်းနည်းလေးသိအောင်လေ့လာပြီးမှလို့အိမ်ချမ်းမြေရင်းနှီးမြုပ်နှံမှလည်းရင်းနှီးမြုပ်နှံတာမှလည်းအားနည်းချက်ရှိတယ်။ဘာအားနည်းချက်လဲဆိုတော့နံပါတ်၁ကနော်ရင်းနှီးမြုပ်နှံမှုဝင်ပမာဏအများကြီးလိုအပ်တယ်။နော်ဝင်ပမာဏရင်းနှီးအများကြီးလိုအပ်တယ်။နောက်ပြီးတော့အမျက်ကမြင်မြန်မရဘူး။နော်လူတွေကနော်ဒီနေ့ဝယ်နောက်နေ့ဈေးမဆနဲ့ ရောင်းပြီးတော့အပ်ချင်တဲ့သူတွေရှိတယ်မနစ်ကဝယ်တယ်ဒီနှစ်စည်းနှစ်ဆတင်ပြီးတော့ရောင်းချင်တဲ့သူတွေရှိတယ်အဲ့ဒါအင်ကမ်ကြီးအကြောင်းကိုနားမလည်ဘူးနော်အင်ကမ်ကြီးမှာဈေးတက်စီတဲ့အကြောင်းအရာတွေရှိတယ်ဈေးတက်စီတဲ့အကြောင်းအရာတွေရှိမှဈေးဆိုတာကဆွဲတင်လို့ရတာဈေးတက်စီတဲ့အကြောင်းအရာတွေမရှိဘဲနဲ့ဈေးဆိုတာကိုယ်ပစက်တဲ့ပြောတဲ့ဈေးတိုင်းပြောလို့ရတဲ့အရာမဟုတ်ဘူးနော်တချို့ကနော်ဒီဈေးခွက်ရဲ့အနေထား ော်နောက်ပြီးတော့ကျတော့ဝေကြီးဖောက်ပွားမှုရဲ့အနေအထားနောက်နိုင်ငံရေးရဲ့အနေအထားတွေကိုနော်နားမလည်ပဲနဲ့ဒါမှမဟုတ်ရင်မတုံ့တက်မှန်ကန်အောင်မတုံ့တက်နိုင်မဲနဲ့မနစ်ကမနစ်ကတထောင်နဲ့ဝယ်လိုက်တဲ့အခါဒီနှစ်2000ရအောင်ရောင်းချင်တာမျိုးရှိတယ်။နော်အဲ့လိုမျိုးတွေဖြစ်အဲ့လိုမျိုးကြီးဖြစ်အမြန်မှုနော်အဲ့တော့အင်ဂျင်နီယာအမြတ်ကတစ်ခါတလေတစ်ပြည့်ကျော်တဲ့အချိန်အမြတ်မပေါ်လာရှိတယ် တခါလေတနည်းအတွင်းမှာဈေးကျသွားပြီးတော့ကျတော့ကိုယ်ဝယ်ရင်စီမရတာလည်းရှိတယ်ဒါပေမဲ့နော်ညက်တဲ့အချက်တွေဖြစ်လာပြီညက်စီတဲ့အချက်အကြောင်းများတွေဖြစ်လာပြီဆိုရင်9လ6လအတွင်းလေเนาะဟိုက90ရာခိုင်နှုန်းလောက်ထက်မြက်တာရှိတတ်တယ်ဒါသည်ဟလာအင်ချမ်းကြီးဈေးတက်စီတဲ့အကြောင်းများတွေ ਨੇ တိုက်ဆိုင်သွားရင်ကာလတူပုံမှာညက်တတ်တယ်သို့တော်မတိုက်ဆိုင်ရင်လည်းကာလအကြာရေရတတ်တယ် အဲ့အဲ့ဒီသဘောတရားလေးကိုသိဖို့လိုအပ်တယ်နော်အာနောက်ပြီးတော့ကျတော့ဒီအိမ်ချမ်းကြီးဝယ်ရတာကချွေဝယ်ရတာလောက်မလွယ်ဘူးချွေဝယ်ရတာကလွယ်တယ်ဘာဖြစ်လို့လဲပတ်စံရှိရင်ချွေဆိုင်မှန်ကန်စိတ်ချရတဲ့ချွေဆိုင်တခုမှာသွားဝယ်လိုက်ရင်ချွေဝယ်ရတာကလွယ်တယ်ညီဝယ်ရတာအဲ့လောက်ကြီးလို့လဲဘုဟုတ္တအများကြီးလို့နော်ဘုဟုတ္တအများကြီးလို့တဲ့နောက်အတွေ့အကြုံအများကြီးလို့တယ်ညီဝယ်ရတာကအာဆိုတော့ အင်ချက်မြေဝယ်တာကိုသူများဝယ်လို့လိုက်ဝယ်တာမျိုးမလုပ်ပါနဲ့။နောက်သူများရောင်းလို့လိုက်ရောင်းတာမျိုးလည်းမလုပ်ပါနဲ့။အဲနောက်ပြီးတော့ဒီနေ့ဝယ်နောက်နေ့ချက်ချင်းဟာလာတရားရာဂိုင်းတော့အမျက်တင်လိုက်တာမျိုးတွေမလုပ်ပါနဲ့။နောက်ပြီးတော့အင်ချက်မြေရဲ့အကြောင်းကိုတိပြီးမှရင်းနှီးမြှုပ်နှံတာမတိဘဲနဲ့ရင်းနှီးမြှုပ်နှံတာမျိုးမလုပ်ပါနဲ့။အင်ချက်မြေရဲ့သဘာဝ၊မြေရဲ့သဘာဝ၊ဈေးခွက်ရဲ့သဘာဝတွေကိုတိပြီးမှအရောင်းဝယ်လုပ် ကြစေချင်ပါတယ်။ရောင်းဝယ်လောက်ကြဖို့ဒီဗီဒီယိုလေးနဲ့တိုက်တွန်းချင်လို့မို့လို့ဒီဗီဒီယိုလေးရိုက်လိုက်တာဖြစ်ပါတယ်။အဲဆိုတော့အင်တန်မြေကမြတ်များစီတာမှန်ပါတယ်။မြတ်များစီတာမှန်တယ်။ဒါပေမဲ့ဒီနေ့ဝယ်နောက်နေ့ဖိုက်ချလောင်းဆိုပြီးမြတ်တာမဟုတ်ပါဘူး။နော်။အာဒီနေ့ဝယ်ပြီးနောက်နေ့တခါတည်းတက်မြတ်သွားတာမဟုတ်ပါဘူး။မဟုတ်ပါဘူး။နော်။တချို့တွေကအဲ့လိုမျိုးအချင်းမားနေကြတဲ့သူတွေလည်းတွေ့ရ ရှိပါတယ်။နောက်အဲ့ဒါကြောင့် HME ရဲ့သဘောတဘာဝကိုနားလည်အောင်လေ့လာဖို့လည်းလိုတယ်။နောက်လက်တွေ့စလုပ်ကြည့်ဖို့လည်းလိုပါတယ်။လက်တွေ့စလုပ်ကြည့်ဖို့လက်တွေ့စလုပ်တဲ့အခါမှာနော်ကိုတက်နိုင်တဲ့ပမာဏရဲ့နော်အာနည်းနည်းအနည်းငယ်တော့ပမာဏကိုစပြီးတော့ရင်းနှီးမြှုပ်နှံကြည့်ပါကိုတက်နိုင်ဥပမာကိုတက်နိုင်တာက3500တက်နိုင်တယ်ဆိုတော့3500ဘူးလောက်စပြီးရင်းနှီးမြှုပ်နှံတာမျိုးတွေစလုပ်ကြည့်ပြီးတော့ လက်တွေ့ဆလုပ်ကြည့်ဖို့လည်းလိုအပ်ပါတယ်ဒီလိုဒီဗီဒီယိုလေးနဲ့ sharing လုပ်လိုက်ပါတယ်ရှင်